BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcbarmis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှင်တို့ရှင်လန်းချမ်းမြေ့ကြပါစေဒီနေ့အော်တိုဘလ73ရဲ့ဒီနေ့နိုင်ငံတွင် BBC မြန်မာစနေစတင်နေပါပြီ။မကွေးတိုင်းငဖဲမြနယ်တက်ကနေရီကံပြူဟာစကန်ကိုအခက်တတော်ကတိန်နိုင်မှုကြိုးစားနေတဲ့သတင်းတခါစင်ကူးကဒေသခံတွေနဲ့ PDF တွေကြားအချင်းမြခဲ့ရတဲ့အကြောင်းရင်းတွေကပါပါလေ။ကျွန်တော်တို့မန်လေး PDF ပါဝင်တခြားသောတော်လှန်ရေးအဖွဲ့တွေပေါ့လူထုနဲ့တသားတဲ့ရတ္တိယတဲ့တော်လှန်ရေးအဖွဲ့တိုင်းအတွက်သင်ခန်းစာယူစရာပြန်လဲတုံ့တက်ပြင်ဆင်စရာတွေအများကြီးရရှိလိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ် မကြခင်မှာအသေးစိတ်တွေကိုနားဆင်ကြမှာပါ ကျွန်တော်ကရင်မာပါခင်ဗျတရင်နေကိုစပြီးတော့အရှင်ခံပေးတော့ပါတော့မယ်။တက်ရှင်ရဲ့ဂျနီတီတဲ့တာကန်အယောက်20ကိုဟာမတ်စ်ဖက်က ပြန်လှုပ်ပေးပြီးတဲ့နောက် ပြန်လည်အပြင်အစ္စရေးကလွှတ်ပေးတဲ့ပါလက်စတိုင်းကျင်းသားတွေကိုတည်ဆောင်လာတဲ့ကားတွေပါလက်စတိုင်းဘက်ကိုရောက်လာပြီးတော့သူတို့ကိုစောင့်ကြိုနေတဲ့လူကတုံတုံဖြတ်ဖြတ်ကျူစွာခဲ့ကြပါတယ်။တိမ်ပိုက်ခံအနောက်ဘက်ကငါရမလာကိုအဲ့ဒီပြန်လွတ်လာတဲ့ပါလက်စတိုင်းကျင်းသားတွေရောက်ရှိလာတာပါ။ပြစ်ခတ်ရဆေးရီသဘောတူညီချက်အရဂါဇာမှာထိန်းသိမ်းခံရတဲ့လူ2000လောက်နဲ့ပါလက်စတိုင်းကျင်းသား250ဒီနေ့လွတ်မြောက်လာတာပါ။ ဆိုပိုင်းနုံကပလက်စတိုင်းနယ်မြေတွင်းမှာဟာမတ်တို့ကအစ္စရေးဒဇာဂန်ကိုနှစ်တုပ်ခွဲပြီးတော့နိုင်ငံတကာအကြချင်းီဖွဲ့ကိုလွှဲပြောင်းပေးခဲ့ပါတယ်။သူတို့ကိုအစ္စရေးစစ်တပ်ခြေစိုက်စခန်းကိုခေါ်ဆောင်သွားခဲ့ကြပြီးတော့အဲ့ဒီမှာစစ်မှားရေးစစ်ဆေးပါလိမ့်မယ်။အဲ့နောက်သက်ဆိုင်ရာမိသားစုတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်အကြောင်းအစ္စရေးမီဒီယာတွေမှာဖော်ပြကြပါတယ်။တရားသူတွေပြနေတဲ့ Israel လွှတ်တော် Knesset မှာသမ္မတဒေါ်နယ်ထရန့်က အရှိလက်ပိုင်းပြောင်းလဲကိုစတင်တော့မဲ့ဖြစ်ကိုမြင်ကြရရမယ်လို့ပြောလိုက်ပါတယ်။ဒေတာတစ်ခုလုံးတွဲအာယုံဦးအစ်စ်ပါလို့လည်းသူကပြောပါတယ်။ဟာမတ်စ်ကိုတိုက်တဲ့စပွဲကိုအဆုံးသတ်ပေးနိုင်တာတစားကန်ဒီလွတ်မြောက်အောင်လုပ်ပေးနိုင်တာစတဲ့တွေအတွက်သမနာထရန်ကို သူ့အနေနဲ့ကျေးဇူးတင်တဲ့အကြောင်းအစ်စရေးဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟုကပြောပါတယ်။ Israel ဟာမတ်စ်ကြားညီညာရေးသဘောတူညီချက်ပထမဆင့်ကိုဒီနေ့နောက်ပိုင်းမှာလက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ် ဒီနိုင်ငံ Sham El Sheikh ပြန်ဖြစ်စကမှာအဲ့ဒီခဏကိုလုံးမှာဖြစ်ပြီးတော့သမ္မတ Trump နဲ့ကမ္ဘာကောင်းဆောင်တွေတယောက်ကြပါလိမ့်မယ်။အင်ရှင်အီဂျစ်နိုင်ငံရဲ့သမ္မတ Abdel Fattah El Galeh Israel ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကိုအဲ့ဒီခဏကိုတယောက်ဖို့ဖိတ်ကြားထားခဲ့ပေမဲ့ Mr. Netanyahu ကသူမတက်ရောက်ဘူးလို့ဆိုပါတယ်။မဒရင်းတဘုတ်ကိုပြောမယ်ဆိုတော့စကိုင်းတိုင်းကလေးမြို့နယ်မြောက်ဖက်ချမ်းကလေးတမှုကလန်ဘေးကရွာတချို့မှာ စစ်ကောင်ရှင်စစ်တပ်နဲ့ဒေါ်လိုင်းတတိကြတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေတယ်လို့မြေပြင်ချင်းနေတိတဲ့သတင်းရင်းမြစ်ကပြောပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်အနီးနားကရွာဆွေရထက်မင်းငယ်ကဒေသခံလူလူတွေကြည်ရနာကတောတွေတောင်တွေထဲမှာဆစ်ရှောင်နေကြတယ်လို့သူကပြောပါတယ်။စစ်တပ်ဟာအဲ့ဒီရဲ့ဒေသကနန်းဟန်ရဲ့ရွာကိုပြီးခဲ့တဲ့အောက်လမှာစစ်ကြောင်းဆက်ထိုးခဲ့ပြီးတော့အဲ့ဒီရွာနဲ့အနီးတစ်ဝက်ကရွာတွေကစစ်ကြောင်းဆက်ထိုးလာတဲ့ကြောင်း ော်လိုင်းပူပေါင်းတက်တွေနဲ့ထိတွေ့တဲ့ဘက်တွေစပြီးဖြစ်ပွားခဲ့တာလို့ဒေါ်လိုင်းတက်တွေဘက်ကပြောပါတယ်ရုရှားဟာစစ်ပွဲနဲ့လောင်းကြီးထပ်နေတယ်လို့ဥရောပသမဂ္ဂနိုင်ငံရေးမှူးဝါဒအကြီးကဲကတ်ကလတ်စကပြောလိုက်ပါတယ်ယောဘလီပနေတဲ့ကိုရုရှားကလေရင်တစည်းဖြစ်စေဒရုန်းတစည်းဖြစ်စေချိုးဖောက်ကျူကျော်လာတိုင်းစစ်ဖြစ်မဲ့အန္တရာယ်ကိုအရှိန်မြင့်လာစေတာပဲလို့မစ်ကဲလတ်စ်ကပြောပါတယ် ရုရှားအနေနဲ့အဲ့လိုကြွကြမှုတွေကိုမရက်တန့်ရင်အမေရိကန်အနေနဲ့တာဝေးပစ် Tom Hawk missile တွေကိုယူကရိန်းကိုပို့မယ်လို့သမ္မတ Trump ကအစိုးပိုင်းကပြောခဲ့ပါတယ်။ယူကရိန်းသမ္မတ Zelensky နဲ့သမ္မတ Trump တို့ဖုန်းနဲ့စကားပြောခဲ့ကြပြီးတဲ့နောက်အမေရိကန်သမ္မတရဲ့အဲ့ဒီမှတ်ချက်စကားထွက်ပေါ်လာတာပါ။တောင်တရုတ်ပင်လယ်တွင်တမောချင်းတိုက်မိကြတဲ့အဖြစ်ဖြစ်ခဲ့ရမှာ တရုတ်ရဲ့ကန်ချီတောင်တက်တင်မောကဖိလစ်ပိုင်တင်မောကိုတမင်တသက်အတင်းဝင်ပြီးတော့လာတိုက်ခဲ့တာလို့ဖိလစ်ပိုင်ဆွေရကဆွဆွလိုက်ပါတယ်။အဲ့ဒီဖြစ်ကဖိလစ်ပိုင်တို့ထင်ချွတ်ထားတဲ့ပါကာစာကျွန်းနားမှာဖြစ်ခဲ့တာပါ။ထွက်ခွာသွားဖို့တတိပေးတာကိုဖိလစ်ပိုင်တင်မောကလစ်လူရှုခဲ့တယ်လို့တရုတ်ကပြောပါတယ်။အဲ့ဒီ area ကဖိလစ်ပိုင်ငါးဖန်တင်မောတွေဟာတရုတ်တင်မောတွေရဲ့နှောက်ယှက်မှုကိုအမြဲခံနေရပြီးတော့အဲ့ဒီအရသာတင်မောတွေကိုကူညီပေးဖို့အတွက်ဖိလစ်ပိုင်တင်မော30ကအဲ့ဒီကိုတွားခဲ့ပါတယ်။ တရုတ်ကတောင်တရုတ်ပင်လယ်တွင်းကကျွန်းအားလုံးနိဗာကိုသူတို့ပိုင်ဖြစ်ခြင်းညာထားပေမဲ့အဲ့ဒီပေါ်အရှိတောင်အာရှနိုင်ငံအများပြားကကန့်ကွက်ထားကြကနိုင်ငံတကာတရားရုံးကလည်းတရုတ်ရဲ့ညင်ညာချက်ကိုပယ်ချထားပါတယ်ပြည်ကရဲစနေတွင်းငွေနှစ်ရက်တွင်ကတရုတ်နိုင်ငံကမြို့အများပြားမှာတရုတ်လူမျိုးတက်ဖွဲ့တွေကရှိုးဝဲခရီးယန်ကိုရင်ကြီးတခုကိုနှိတ်ကွဆင်းနေမှုတွေပြုလုပ်ကဒါဇင်နဲ့ချီယူတက်ရှိတဲ့ဘာသာရေးခေါင်းဆောင်တွေကိုဖမ်းဆီးလိုက်ပါတယ် ဇာယုံဖျားရှိခိုးကြောင်းထူထောင်တဲ့သူလဲအဲ့ဒီဖန်ခံရတဲ့အထဲမှာပေါင်းပါတယ်လွန်ညွေးတဖုန်နေကသူ့အင်ကိုစနေနေ့မနေ့မှာဝင်ရှာဖွေကဂျင်းမင်ဂရီကိုဖမ်းဆီးသွားတာလို့သူ့ရဲ့သမီးကပြောပါတယ်တရုတ်မှာခရီးရန်နေနေအစိုးရကထောက်ခံအားပေးထားတဲ့ဖျားရှိခိုးကြောင်းတွေကိုပူပတ်မှုဖျားပေးတာကိုအမြဲလိုလိုခနေကြရတာပါအဲ့ကြောင်တွေကိုအစိုးရကအီးမေးလ်ပြထားတဲ့ခရီးရန်ဖုန်းတော်ကြီးတွေကဥဆောင်ပါတယ်။ ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ ရခိုင်မှာပေါ်ဖျက်ဖောက်လုပ်ထားတဲ့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတယ်။အမ်ဘတန်လမ်းဟောင်းပေါ်မှာရှိတဲ့မကွေးတိုင်းငဖဲမြို့နယ်တက်ကကဘာလုံးစကန်ကောနဲ့ရေကန်ပြည်ပန်စကန်ကိုအခတ်တတော်နဲ့ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်နေရကြအောင်တိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်။စစ်ကောင်ရှင်စစ်တပ်ကလည်းစစ်ကူတွေပို့ပြီးတော့ပြင်းထန်ခုခံနေပါတယ်။အဲစကန်ကစစ်တပ်တွေဘလောက်ရေးပါနေပါလဲ။ကိုယ်ဖြိုးကပြပြမှာပါ။ နိုင်ငံဗျူဟာစခန်းဟာအင်အား၄ယောက်ဝန်းကျင်ရှိတဲ့စစ်တပ်ရဲ့အမှောင်ခံစခန်းတစ်ခုဖြစ်ပြီးအမ်ဘရန်လမ်းဟောင်းနဲ့လမ်းပစ်နှစ်ခုစလုံးပတ်ဖောက်ထားတဲ့နိုင်ငံတောင်ပေါ်မှာရှိပါတယ်။အဲ့ဒီနေရာဟာအရင်ကစစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းတစ်ခုဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီနေရာကို AA နဲ့ပူးပေါင်းတပ်တွေဟာဖေဖော်ဝါရီလကလေးကထိုးစစ်ဆင်ခဲ့ပေမဲ့မလကုံပိုင်းငလင်ကြီးဖြစ်ချိန်တိုက်ပွဲတွေရပ်တန့်ခဲ့ပြီးပြီးခဲ့တဲ့စက်တင်ဘာလကုံပိုင်းမှာပြန်လည်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိပဇီဘက်ကခြေကုပ်စခန်းတစ်ခုနဲ့လမ်းသစ်ဂုံကြီးဘက်ကကာကင်းစခန်းတစ်ခုပေါဝင်ကာကင်းစခန်း၈ခုလောက်ကိုအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေဘက်ကတိုင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံဗျူဟာစခန်းဟာစီအေရဘလောက်ထိအရေးပါတဲ့စခန်းဖြစ်ပါသလဲ။စီရီယံဘူကြီးစင်ရောပြောတာက အဲဒီနိုင်ရီကန်စခန်းကရခိုင်ကနေပြီးမှမကွေးဘက်ကိုဝင်ပေါက်ကောစစ်တပ်အတွက်ကလည်းမကွေးကနေရခိုင်ကိုဝင်ပေါက်ပေါ့နော်နှစ်ဖက်လုံးအတွက်ဒါအရေးပါတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်ဗျာစစ်တပ်ကဒီနိုင်ရီကန်ကနေအမရန်လန်းကိုအသုံးပြုပြီးတော့အန်းကိုဝင်ပြီးတော့တိုက်ဖို့စီမံချက်ပြင်နေတာပေါ့နော် နိုင်ရကစခန်းကိုသာလက်လွတ်လိုက်ရမယ်ဆိုရင်ပေါ့နော်အန်းကိုသူတို့မြေပြင်စစ်ကြောင်းနဲ့တော့လုံးဝတေချာပေါက်မထိုးနိုင်တော့ဘူးလို့ပြောလို့ရတယ်အဲ့တော့အန်းပေါ့နော်ရခိုင်ပြည်နယ်ကိုကျွန်တော်တို့အန်းတောင်ကြားလမ်းကနေဖြတ်ပြီးတော့ဝင်တိုင်းမဲ့အနေထားမရှိတော့ဘူးနိုင်ရကဗျူဟာစခန်းရှိတဲ့ဒီဘက်ဟာစစ်တပ်ရဲ့မကွေးလေတဲ့စခန်းထဏာချုပ်တည်ရှိတဲ့ဒီဘက်မှာဖြစ်တယ်လို့တနိုင်ငံလုံးမှာရှိတဲ့စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံ25ယုံရှိတဲ့ထက်က25ယုံဟာမကွေးတိုင်းထဲမှာဖြစ်ပါတယ်ဒါအပြင်တမရအကြီးစားဆက်ယုံ၈ခုတည်းကနှစ်ခုဟာလည်း မဝေးတိုင်းထဲမှာထရှိထားပါတယ်။မြင်းပြင်းတိုက်ပွဲအခြေအနေဘယ်လိုရှိနေသလဲဆိုတဲ့ပေါ်သိရှိသူတယောက်ပြောတာက ဗျူဟာကုန်းရဲ့ရှိမှရှိတဲ့ကာကင်ကုန်းဖိုက်တာကုန်းလို့ခေါ်တယ်အဲ့ဖိုက်တာကုန်းကိုရတာပါလောလောဆယ်တောင်ကုန်းကိုရဖို့ကတော့နည်းနည်းတော့စောင့်ရအောင်ပါအောင်မဲလို့တောင်ကုန်းကလည်းတဖြည်းဖြည်းတရေးနဲ့တော့ထိုးစစ်စင်တိုက်ခိုက်နေရတယ်ရှိတယ်စစ်တပ်ဘက်ကလည်းတောင်ရင်တဗျူဟာနဲ့ပေါ့နော်အင်အားအများပြားချပြီးတော့မှတက်စစ်ကူပေးနေတာတက်နေရတယ်ရှိတယ်အထူးသဖြင့်ပဒန်းနဲ့ဒီနေရီကန်လမ်းပိုင်းပေါ်မှာစစ်တပ်ကအင်အားအပြည့်ယူပြီးတော့မှစစ်ကူပေးနေတာတွေထိုးစစ်စင်နေရတယ်ရှိတယ်ပေါ့နော်ရခိုင်ပြည်နယ်နဲ့နယ်နိမိတ်ထိဆက်နေတဲ့ငွေတိုင်းတဲ့ကနေရာတွေအပြင် ။ပဲခူးနဲ့အေရီတိုင်းတဲ့ကနေရာတချို့မှာလည်းအေပါဝင်ပူပေါင်းဖွဲ့တွေနဲ့စစ်တပ်ကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်နေပါလေ။တခါစစ်တပ်ဟာဆိုရင်လေရွေးကောက်ပွဲမကျင်းပခင်ရခိုင်ကမြို့တွေပေါင်းဝင်လက်လွတ်ဆုံးရှုံးထားတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်မျက်နှာတွေဖွင့်တိုက်ခိုက်ဖို့စူးစမ်းနေတယ်လို့စစ်ရေးအကက်ခတ်တွေကပြောကြပါတယ်ခင်ဗျာ။ အော်တိုဘာစံငန်းနေကြနေပြီးတော့မှစစ်ကောင်ချေဥဆောင်ကျင်းပမဲ့ NCA စနစ်ပြခန္ဓာကိုနိုင်ငံကအဖွဲ့တွေမတရားဖို့အဲ့ NCA မှာလက်မှတ်ရေးထွက်တဲ့အဖွဲ့၆ဖွဲ့ကဒီနေ့မှတိုက်တွန်းလိုက်ပါတယ်အဲ့ထွက်ပြနေတဲ့ပတ်သက်ပြီးတော့ခုချိန်ဒီ NCA ကိုလက်ခံနေတဲ့အဖွဲ့တွေကတော့ဘယ်လိုတွန့်ပြန်နေပါလဲမနစ်မှုကပြပြမှာပါ NCA စနစ်ပြေအခမ်းအနားကို UN, ASEAN နဲ့နိုင်ငံတကာတနမန်တွေမတက်ရောက်ဖို့ NCA မှာလက်မှတ်ထိုးထားတဲ့ဒိုင်းသားလက်နက်ကိုင်အဖွဲ့6ဖွဲ့ကတိုက်တွန်းလိုက်တာပါ။အဲဒီဖွဲ့တွေကတော့ကီယမျိုးသားစီယုံ KNU, မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ် UAPSDF, ချင်းမျိုးသားတပ် UCNF, မွန်ပြည်သက်ပါတီဆက်အနာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSPAD, ပုံမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်ပါတယ်။ NCA စနစ်ပြေအခမ်းအနားဟာလူထုကိုနေစဉ် ုံကျဲပြီးလူငယ်တွေကိုအတ္တမစစ်မှုတန်းခိုင်းနေတဲ့စေအုပ်စုရဲ့ဟန်ပြလုပ်ငန်းစင်တာဖြစ်တယ်လို့လည်းအဲ့ဒီဖွဲ့တွေကပြောထားပါတယ်။ KNU ပြောခွင့်ရဗဒိုစောတော်နီကတော့သူတို့ကိုဖိတ်ကြားထားခြင်းမရှိသလိုနိုင်ငံတကာအနေနဲ့လည်းလူခွင့်ရချိုးဖောက်မှုတွေလုပ်နေတဲ့စစ်ကော်မရှင်ရဲ့ပွဲကိုတက်ရောက်သိမ့်မသိမ့်စဉ်းစားသိမ့်တယ်လို့ပြောပါတယ်။ စစ်တပ်ဟာငြိမ်းငြိမ်းရေးရဖို့ NCA လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်သွားမယ်ဆိုတာကဟန်ပြတာဖြစ်တယ်လို့လဲမွန်ပြည်တစ်ပါတီဆရာနာရှင်တိုက်ဖြတ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကပြောပါတယ် NCA သူရဲ့ဟိုခေါင်းစဉ်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ်ဖြစ်တယ်ဟိုသူရဲ့နှစ်တာရတွေအခြေခံမှုတွေရည်ရွယ်ချက်တွေကတော်တော်ကိုကောင်းခဲ့ပါတယ်ဒါကိုကျွန်တော်တို့လည်းပါခဲ့တယ်တို့ပေမဲ့လည်းအခုအချိန်တွေကပြောင်းပြန်ဖြစ်သွားပြီခင်ဗျာတနိုင်ငံလုံးအနှံ့ ပစ်ခတ်မှုတွေရှိနေတဲ့ကာလဖြစ်တယ်ပေါ့နော်။ပအိုမျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL NCAS ဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကာကတော့ NCA လက်မှတ်ရေးထိုးခဲ့ခြင်းကအစိုးရနဲ့လွှတ်တော်တို့ပါဝင်တယ်လို့ NCA ဟာစာချုပ်တစ်ခုထဲနေမဟုတ်ပဲလွှတ်တော်ကအတည်ပြုထားတဲ့ဥပဒေစာရန်တစ်ခုဖြစ်တာကြောင့်ပြက်ပြဲစရာမရှိဘူးလို့ပြောပါတယ်။စာချုပ်ပါအချက်တွေကိုချိုးဖောက်မှုရှိတယ်ဆိုတော့ဆွဆွဲမှုတွေနဲ့ပတ်သက်ပြီးဗိုလ်မှူးကြီးခေါင်းကပြောတာက 这个，那么偷的钱马上川的呀，那哪些的？四川的那个，啊哪，跑跑偏的了，四川啊，我打游戏了。 ထိုးသူပဲဒါဟလာပြီးအခြေကိုဖြစ်ပယ်ပြီးတော့လက်နက်တက်တဲ့ပြန်ပါသွားတဲ့အဖွဲ့ကြီးတွေရတယ်သူတို့လည်းထိုးဖောက်သွားပါတယ်ဒီနေ့ထုတ်ပြန်ချက်ထုတ်ပြီးကန့်ကွက်ခဲ့တဲ့ဒိုင်းနာလက်နက်ကင်ဖွဲ့6ဖွဲ့ကတော့ NCA အမိခန့်ပြီးစစ်တပ်ပြုလုပ်မဲ့လုပ်ငန်းစဉ်တွေနဲ့ရွေးကောက်ပွဲဟာနိုင်ငံရဲ့အကျက်အတဲနဲ့ပြည်သူလူထုဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပဲပဏိပခတွေကိုပုံမိုကြာရှည်စေနိုင်တယ်လို့လည်းပြောဆိုထားပါတယ်ရှင် မန္တလေးတိုင်း PDF စုမှုနယ်မြေဖြစ်တဲ့စင်ကမြူနယ်တွင်မှဒေသခံတွေနဲ့ PDF တွေကြားဘာတွေချင်းမြခဲ့ကြပါလဲအသေးစိတ်ကိုမတ်တီလီစော်ကပြပြမှာပါစီကန်ချိုးပေါက်တဲ့စင်ကူးမြို့နယ်ကစတာလင်ဆက်ပိုင်ရှင်ကိုဒန်းချင်းဝင်တဲ့ခဝင်ဂရီပြစ်ဒဏ်ချမှတ်ခဲ့ပြီးမန္တလေး PDF ရဲဘော်တွေကိုတတိပေးအရေးယူမှုနဲ့လိုအပ်ရင်လူမှုရေးပြစ်ဒဏ်တွေပါချသွားဖို့ရှိတယ်လို့မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က BBC ကိုပြောပါတယ်မကြာခဏဘုံကျဲခံနေရတဲ့စင်ကူးမြို့နယ်မှာ မလာကလေးက Starlink Internet အသုံးပြုမှုအပေါ်စီမံစည်းကမ်းနဲ့ညွှန်ကြားချက်တွေထုတ်ပြီးကြီးကြပ်ဆောင်ရွက်နေတယ်လို့ဆိုပါရယ်။အဲဒီစီမံချောပေါက်တဲ့ဆိုတဲ့အိမ်အိမ်က Starlink ဆက်ကိုတိမ့်မှုရောက်လာတဲ့ PDF တက်ဖွဲ့ဝင်နေတဲ့ဒေတာကန်နေစကားများရန်ဖြစ်ကြတဲ့ဗီဒီယိုဖိုင်ဟာဒီရက်ပိုင်းလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တာပါ။စင်ကူးမြို့နယ်မှာလက်ရှိနေထိုင်တဲ့ဒေတာကန်တချို့ကတော့အုတ်ချုပ်သူတွေအနေနဲ့ Starlink အသုံးပြုသူတွေလိုက်နာရမယ့်စီမံတွေကိုပြည်သူတွေစီရောက်အောင်ပြောကြားထားတာမရှိဘူးလို့ဝေဖန်ပါတယ်။ အဲ့ပေါ်စင်ကူးမြို့နယ်တောင်ပိုင်းမှာနေထိုင်တဲ့ဒေသခံတူဦးပြောတာကိုလုံခြုံရေးကြောင်အတန်အစားထိုးဖတ်ထားပါဗျ။ပြည်သူတွေကအကြောင်းနဲ့နေနေရတာပေါ့။ကြေးရွာအနေနဲ့ကပြည်ကြီးစိုးတယ်ပြောရမယ်။ပြည်သူတွေလည်းနိုင်ရမယ့်အချက်တွေကိုတော့ဓာတ်ရိုက်ညွှန်ကြားထားတာတော့မရှိသေးပါဘူး။စတန်နီသုံးတာရှိတယ်။မသုံးဖို့အခုထိတော့ဘာမှမပြောသေးဘူး။ပြည်သူတွေကိုတခါတလေချင်းချောက်တာရှိတယ်ဆိုတာကအလုံးနဲ့ပတ်သက်လို့ပါပဲ။ကျန်တာမရှိပါဘူးပီကြောင့်နေရတာတော့တတ်တာပါတယ်အခုချိန်ဒီကလေရင်လာလိုက်ပုံလိုက်ကအမြင်လုံနေရတာ တခြားတော်လှန်ရေးအဖွဲ့တွေကတော့ဖုန်းနဲ့အင်တာနက်ကနေတစ်ဆင့်လုံခြုံရေးကျိုးပေါက်နိုင်လို့မြေပြင်မှာအုတ်ချုပ်ရေးနဲ့စည်ရေးစီမံခန့်ခွဲနေရသူတွေရောဒေသခံတွေရောပိုသတိထားသင့်တယ်လို့ပြောကြပါဗျ။စင်ကူးကိစ္စကိုနမူနာယူပြီးအခုလိုစစ်ဖြစ်နေတဲ့ကာလမှာနှစ်ဖက်စလုံးသတိထားပြုမှုလှုံ့ဆော်သင့်တယ်လို့စည်ရေးလေးလာတုံးသက်သူ CDM ဘုံမှုနောင်ယူပြောတာကလက်ပလာလို့ဖြစ်စဉ်မျိုးဟာကျွန်တော်တို့ MNPDF ပါဝင် ခြားသောတော်လှန်ရေးအဖွဲ့တွေပေါ့လူထုနဲ့တသားတဲ့ချက်တီရတဲ့တော်လှန်ရေးအဖွဲ့တိုင်းအတွက်တင်ကန်းစာယူစရာပြန်လဲတုံသက်ပြည်စင်စရာတွေအများကြီးရစေလိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒေသခံပြည်သူတွေပေါ့နော်ဒီတော်လှန်ရေးရာစုတွေမှာတစ်ဖက်မှာလှုပ်ဆောင်တဲ့အနေထားရတဲ့အဲကိုကလားနေပြီဘူးအဲအချီးကြီးတယ်ပေါ့နော်အုပ်ချုပ်ရေးပိုင်ဆိုင်ရာသူတို့ရဲ့တောင်းပန်ရှိမှုကိုကလည်းတံမြန်လေးစားဖို့ပူပေါင်းဆောင်ရွက်ဖို့အရေးကြီးနေမယ်လို့တိုက်တွန်းချင်တယ်ပေါ့နော်ဒါပေမဲ့တခြားနေရာတွေဖြစ်တဲ့နှထိုးကြီးစကိုင်းစတဲ့နေရာတွေကစတာလင်အသုံးပြုသူတွေနဲ့ PDF တွေအခုလို ပြဿနာဖြစ်တဲ့ကိစ္စမျိုးအခုချိန်ထိမကြားမိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။တော်ရရှိမနာဒီနေ့ညအတွက်ထုတ်လင်းပေးတဲ့ပြည်ချင်းမိုင်းရဲ့ review စီစဉ်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာ။မကြာခင်မှာတော့ကျွန်တော်တို့ပြည်ချင်းမိုင်းရဲ့ TV စီစဉ်ကို ထုတ်လင်းပေးသွားမှာဖြစ်ပါတယ်။တော်ရရှိတို့ပြပြရုပ်ကလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ BC ကိုနားတင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။